Hello အားလုံးမင်္ဂလာပါရှင်အဲဒီရက်ပိုင်းဒီမှာနည်းနည်းမအားတာကောနေမကောင်းတာနဲ့ဗီဒီယိုလေးတွေလည်းပေါ့နော်ဗီဒီယိုမလုံးဖြစ်ဘူးဖြစ်သွားတယ်အခုတစ်ခေါက်ကဒီမှာအမအစ်စ်ဝယ်ထားရဲပေါ့နော် timing timing နဲ့ပတ်သက်တဲ့ oracle ကလေးအားလေးပေါ့နော်ဒီကတ်တစ်လေးတွေရောက်လာတဲ့အတွက်ကြောင့်ဒီ timing နဲ့ပတ်သက်တဲ့ပေါ့နော်ဗီဒီယိုလေးကိုအခုလိုမျိုးလုပ်ပေးတာဖြစ်ပါတယ် နည်းနည်းတော့ပေါ့နော်လူကနည်းနည်းသွေးပေါင်လေးနည်းနည်းကျနေတဲ့ခါကျတော့လေနည်းနည်းလေးနည်းနည်းနည်းနှောင်းနေတဲ့အတွက်ကြောင့်လေးတစ်ခါလေးကျရင်တော့နည်းနည်းအဲအတန်လေးတွေနည်းနည်းတိုးချင်းတိုးသွားနိုင်တယ်ပေါ့နော်အဲ့အတွက်ကြောင့်အဲစနားထောင်နေရဖြစ်နိုင်မယ်ဆိုရင်တော့နှစ်ချက်လေးနဲ့နားထောင်ပေးပါနော်အဲ့တော့ဒီမှာကရွေးချက်စရာ၃ခုပေးထားရယ်နော်အဲဒါလေးကတော့အုပ်စု ကတ်ဝမ်ဘောကွယ်ကအောက်စုတဒါလီယာကအောက်စုနိဒါလီယာကအောက်စုတော့အဲ့တော့ဘယ်လိုမျိုးလေးတွေမေးလို့ရလဲဆိုရင်ကိုတိကျင်တဲ့ဘောနော်အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီးတော့ timing လေးကိုမေးကြည့်လို့ရတယ်ပြောချင်တာကွာဒီကတ်လေးတွေကဖြည့်ပြီးမှာကဥမာကဘယ်နေ့တွေဘယ်နေ့တွေဘယ်နေ့ဘယ်ဘယ်လတွေဘယ်နှစ်တွေစသဖြင့်အဲ့လိုမျိုးလေးတွေဖြည့်ပြီးမှာမဟုတ်ဘူး တကယ်လို့အဲ့လိုမျိုးလေးကြီးပါလာမယ်ဆိုရင်လည်းကတ်မှာပြရတယ်ဆိုရင်လည်းပြသလိုပြပြပေးမယ်။ဒါပေမဲ့မပြဘူးဆိုရင်လည်းဒီကတ်ကလေးတွေကနေပေးချင်တဲ့ message လေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်။အော်ဒီမှာကအမက terror cat လေးက oracle cat လေးကပေါ့နော်ဒီ energy message လေးတွေကိုအကုန်လုံးပြောပြပေးသွားမှာဖြစ်တယ်နော်အဲ့တော့ကြောင့်ဟောပေါ့ဘယ်လိုပြောရမလဲဟိုအဲဟိုဒီကဘယ်နေ့ဘယ်ချိန်တော့ဖြစ်မလဲဘာညာဆိုပြီးတော့အရန်ကြီးတော့ ဟိုမမျောလင့်ထားနဲ့ပေါ့နော်ဒီကတ်မှာမြင်တဲ့ຢာလေးတွေကိုလည်းပြောပြပြီးမှဖြစ်တဲ့အတွက်ကြောင့်ဒီတိုင်းလေးပဲကိုတည်ကျင်တဲ့အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီးတော့ဒီຢာလေးကဘယ်တော့ဖြစ်လာမလဲဆိုတာလေးကိုကိုကမေးကျင်နေဆိုရင်အဲ့မေးခွန်းလေးရှိရဆိုရင် မေးလိုက်ပါစိတ်ထဲမှာပဲမေးပေါ့နော်မေးပြီးွားရင်ကတ်ကလေးကိုရွှေ့ကိုပဲဘက်ကတ်ကလေးတွေကိုရွှေ့ခြင်းလဲကိုစိတ်ကိုစွဲဆောင်ဆုံး ကတ်အုပ်စုလေးကိုရွှေနော်ရွှေပြီးွားရင်အဖြေလေးကိုပြီးရင်နားထောင်ကြရအောင်နော်အခုရွှေချက်ဖို့အတွက်အချိန်ခဏလေးပေးပါမယ်နော် ကဲအားလုံးပဲရွေးပြီးသွားပြီလို့ထင်ပါတယ်အဲ့တော့ကအုပ်စုတစ်လေးကိုအမကဖတ်ပြပေးမယ်နော်ကောစုတင်လေးကဒီမှာ timing is much farther in the future ပြောချင်တာကွာနည်းနည်း ိုင်မင်ကဘယ်လိုပြောရမလဲကိုဖြစ်ချင်တဲ့အရာကိုစောင့်နေတဲ့အရာကိုသိချင်တဲ့အရာနဲ့ပတ်သက်ပြီးတော့အချိန်ကာလလေးတစ်ခုကတော့အနာဂတ်မှာနည်းနည်းလေးတော့ဝေးနေအောင်မယ်တဲ့နော်အဲ့တော့ဒီမှာကဘယ်လို message လေးပေးထားလဲ stay positive about it တဲ့ကိုသိချင်တဲ့အရာကိုဖြစ်ချင်တဲ့အရာနဲ့ပတ်သက်ပြီးတော့ဒီအချိန်ကာလလေးကိုဟိုဘယ်လိုပြောရမလဲဆိုရင် positive mindset လေးနဲ့ပဲထား တချင်ချင်းမှာတော့ဖြစ်လာလိမ့်မယ်လောလောဆယ်တော့မဟုတ်သေးဘူးနည်းနည်းလေးတော့ဝေးနေအောင်မယ်ဒီအချိန်လေးကအဲ့အတွက်ကြောင့်ဒီအချိန်ကိုပေါ့နော်ဒီပြောမယ်ဆိုရင်တော့အချိန်တစ်ခုကိုပဲပေါ့နော်အရန်ကြီးပေါ့နော်ဒီတောင်းတနေတာထက် အရန်ကြီးမျောနေတာထက်ကိုယ့်ရဲ့လက်ရှိလေးမှာပဲ positive energy လေးနဲ့နေထိုင်ပြီးတော့ပေါ့နော်ဒီကို ဖြစ်ချင်တဲ့အရာလေးကိုကိုပြောမယ်ဆိုရင်တော့ဒီတိုင်းလေးပဲလက်ကိုလှုပ်ထားလိုက်ပြောချင်တာကတော့တချင်ချင်းမှာတော့ဖြစ်လာမှာပဲနော် ဘယ်တော့ဖြစ်လာမလဲဆိုတာကြီးကိုငါစိတ်ထဲမှာပေါ့နော်ဒီလိုမျိုးကြီးဘယ်လိုပြောမလဲအရန်ကြီးစွမ်းမှတ်ထားခြင်းမရှိဘဲနဲ့အချိန်ကာလလေးတစ်ခုကိုလက်ကိုလှုပ်ထားလိုက်ပါပြီးရင် လက်ရှိကာလလေးမှာ positively positive အတွေးလေးနဲ့ပဲနေထိုင်မှာဒီကိုဖြစ်ချင်တဲ့အရာတစ်ခုနဲ့ပတ်သက်ပြီးတော့ negative အတွေးတွေနဲ့သိပြီးတော့မဖြစ်ပါနဲ့အာဘရောလေးဘလို့ဖြစ်လာမလဲဘရောရလာမလဲအခုချင်းဒီဖြစ်မလားသေးဘူးဘဖြစ်တဲ့ညဖြစ်တဲ့အဲ့လိုမျိုးပေါ့နော် negative တွေနဲ့သိပြီးတော့မနေနဲ့ပေါ့နော်အဲ့တော့ဘာလို့ဒီလိုမျိုးဖြစ်မလာသေးတာလဲဆိုတော့ energy လေးကိုကြည့်တဲ့အခါကျတော့ဒီမှာ9တော့ဆွတ်เนาะပြောချင်တာကတော့ဒီမှာကမ္မလေးကနည်းနည်းလေးဝမ်းနည်းနေတယ် ်ဆွေးနေဆွေးမြင့်နေရတာပေါ့ကွာကျွန်တော်မလားပြောချင်တာပင်မန်းနဲ့အေးအေးတွေလည်းပြတ်တယ်ကောင်းကောင်းအိမ်မပြောဘူးနော်ဒါပေမဲ့သူ့ဘေးနားမှာတော့ဒီမှာကြောင်ကလေးနဲ့ကြောင်ကလေးကတော့ရှိရောနော်သူ့ကိုတော့ဒါဟိုဘယ်လိုပြောမလဲဒါပြောချင်တာကတော့ကွာကိုမကဲပြီးဒီလိုမျိုးကြောင်ကလေးတွေတရိတ်ဆန်လေးတွေပေါ့နော်ကြောင်လေးတွေခွေးလေးတွေငှက်ကလေးတွေပေါ့နော်ဒါမှမြင်တာလေးကိုပြပြပေးတာအဲ့လိုမျိုးလေးတွေမွေးထားတယ်ဆိုရင်တို့လေးတွေနဲ့လဲပေါ့နော်အချိန်ပေးကြည့်တို့လေးတွေကကိုကိုကို healing energy လေးတွေပေးလိုက်မယ် နော်ပြောချင်တာကတော့အခုချိန်မှာဒီမှာခုနကပြောတဲ့လိုမျိုးပဲ stay positive ပေါ့နော် positive energy လေးနဲ့အကောင်းဆုံးနေထိုင်ပြီးတော့ healing လေးတွေလုပ်ပါနော်ဒီလို energy တွေရှိနေလေဆိုရင်ဒီ energy တွေကနော်ကိုဖြစ်ချင်တဲ့အရာနဲ့ပတ်သက်ပြီးတော့ဒီလိုမျိုးပေါ့နော်ဒီစိတ်ပင်ပန်းနေရတာမျိုးတွေနာကျင်နေရတာမျိုးတွေနော်အဲ့လိုမျိုးတွေဖြစ်နေပြောချင်တာ dark night of the soul ပေါ့ကွာသိလားမလားအရန်ကိုပင်ပန်းခက်ခဲနေတဲ့အချိန်ကာလတွေကိုကိုကကြော်ဖြတ်နေရတယ်ဆိုရင်အဲ့ဒါလေးကို healing လုပ်ပေးပါ နော်ခုနကပြောတဲ့တရိတ်ဆန်လေးရေနဲ့အချိန်ပေးပါတို့လေးတွေကိုကြင်ကြင်နာနာလေးနဲ့ဂရုစိုက်မှုလေးတွေပေးပါတို့ဆီက healing energy လေးတွေယူပါဒါအမကတော့ကလေးမှမြင်တာလေးတွေကိုပြပြတာပေါ့နော်အဲ့တွဲကြောင့်အဲ့လိုမျိုးလေးပဲကိုတော့ကိုအတွက်ဒီမှာ positive energy နဲ့အကောင်းဆုံးနေထိုင်ပြီးတော့ healing လုပ်ရမယ့်ကာလလေးဖြစ်နေတဲ့အတွက်ကြောင့်ကိုဖြစ်ရှင်တဲ့အရာတွေကအခုချိန်မှာဖြစ်မလာသေးတာလည်းဖြစ်ပါတယ်တဲ့နော်ဒါကြောင့်မလို့ အခုချိန်မှာခုနကပေးထားတဲ့ message လေးတွေကအကောင်းဆုံးစ조사ပြီးတော့နေထိုင်မှာကိုတော့ခုခုကိုပြန်လဲတုံးသက်ပြီးတော့ကိုလုံးဆရာရှိတာလေးတွေကိုလုတ်ပါနော်အဲ့လိုမျိုးလေးဆိုရင်တော့ကိုအတွက်နောက်တစ်ခါမှဒီအချိန်နဲ့ပတ်သက်တဲ့ပေါ့နော်ဗီဒီယိုလေးကိုထပ်ပြီးတော့လုတ်ပေးမယ်အဲ့ခါကျရင်အမ်ဘယ်လိုမျိုး reset လေးရပြောင်းလာမလဲဆိုတာကိုပြန်ပြီးတော့နားထောင်ကြည့်နော်ဒါလေးကိုဖြစ်နိုင်မယ်ဆိုရင်အမအမ် တလားတစ်ခါတော့လုတ်ပေးပြအောင်တော့စူးစမ်းမယ်။ဒါဆိုတော့ခဏခဏလုတ်ရင်ကျတော့လည်းအရန်ကန်နေ energy တွေကတိတ်မငြိမ်ဘူးလေအဆင်မပြေဘူး။အဲ့တော့ဒီတလားလောက်ကိုစူးစမ်းပြီးတော့နေကြည့်ပါ။တလားလောက်တွင်မှာဘာတွေပြောင်းလဲလာမလဲဆိုတာကိုနောက်တစ်ခေါက် reading လေးမှာနားထောင်ကြည့်ရအောင်နော်။ဟောဒါလေးကတော့ကတ်အုပ်စုတင်လေးပေါ့နော်။ဒါလေးကကအုပ်စုနှစ်ကအုပ်စုနှစ်လေးကရောဗာလေးတွေပြောထားလေတဲ့နော် ကဒီလိုဒီလိုဒီလိုကြာတာလားအမအမကတ်ဆွဲတော့ကဒီလိုမျိုး Where's of your time နဲ့နော်နေ့ရက်အချိန်တွေကိုမင်းဖြုံးနေတယ်လို့ပဲဒီယာကြီးကမဟုတ်ကွာတခုခုကိုကစောင့်ညော်နေတယ်သိတယ်မလားတခုခုကိုညော်နေအရန်ကြီးကွာသိတယ်မလားမဖြစ်နိုင်သေးတဲ့အရာကိုလည်းကိုကိုကိုတိပင်မဲ့နဲ့ကိုကဒီတိုင်းပဲပေါ့နော်ညော်လင့်နေတယ်ဆိုရင်ဒီယာကိုတော့အချိန်ဖြုံးတာတသက်ပဲတဲ့နော်အဲ့တော့ပြောချင်တာကဒီမှာ release the need to control the situation เนี่ยเนาะကိုယ့်ရဲ့ဒီအခြေအနေကြီးကိုပေါ့နော်ကိုကအာတိရမလာမဖြစ်နိုင်သေးဘူးဆိုတော့တိပိမဲ့လဲအာဖြစ်လာမှာပဲဟိုဘယ်လိုပြောမလဲဒီအခြေအနေကြီးပေါ်မှာပဲကို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 စိတ်တွေကိုပေါ့နော်ဒီဖြစ်တည်နေတဲ့အရာတွေကိုပေါ့နော်ပြောချင်တာကတော့ control ဖြစ်နေတဲ့အရာတွေကို release လုပ်လိုက်ပါနော် the time is time to move forward เนาะဒီပြောမှဆိုရင်တော့ကိုအတွက်ကို moving forward တွားရမယ့်အချိန်ရောက်နေပါပြီတဲ့နော်ကိုအဆင်မပြေတဲ့အရာတွေကိုမျောလင့်ထားလို့ဖြစ်မလာတဲ့အရာကြီးကိုမမဖြစ်နိုင်ဘူးဆိုတော့လေကိုကိုယ်တိုင်လည်းသိရတာနဲ့ပေါ့နော်ဒီຢာကြီးနဲ့ပတ်သက်ပြီးတော့မျောလင့်နေမိတာတွေရှိတယ်ဆိုရင်ဒါအချိန်ဖြုံးဆုံးတသက်ပဲဒါကြောင့်မို့အဲ့ဒါတွေ release လုပ်ပြီးတော့ကိုကိုကိုအချိန်ပေးပြီးတော့ကို့အတွက်ကို moving forward ရှေ့တော့ပဲဦးတည်ပြီးတော့ပဲသွားပေးပါတဲ့ဒီကာလမှာနော်အဲ့တော့ဒါကပြောမယ်ဆိုရင်တော့ဒီ အမ DVD လေးကိုတလားတစ်ခါလုံးပေးမယ်အဲ့အခု reading လေးကပြောမစင်တော့ဒီတလားအတွင်းကိုအကျုံးဝင်လဲပေါ့နော်အဲ့နောက်တစ်ခါ reading လေးလုံးတဲ့ခါကျရင်တော့အဲနောက်တလားကျရင်တော့ကိုယ့်ရဲ့ energy တွေကဘယ်လိုကောင်းလာမလဲကိုဘယ်လိုမျိုးဒီ healing နေစူးစမ်းထားလဲဘယ်လိုမျိုးတွေလှုပ်လာမလဲ အဲ့ခါကျရင်ဘာတွေဖြစ်လာမလဲဆိုတော့ဆက်ပြီးတော့နားထောင်ကြည့်ပေါ့နော်အခုချိန်မှာတော့ကိုကိုတိုင်း moving forward သွားရမယ်အချိန်ပဲဖြစ်ပါတယ်အဲ့တော့ကိုတွင်းနေတဲ့အရာနဲ့ပတ်သက်ပြီးတော့အရန်ကြီး control မလုပ်ပါနဲ့ time တခုပေါ့နော်အဲ့ဒီ time တခုကို control လုပ်နေတယ်ဖြစ်နေတယ်ဆိုရင် release လုပ်ပြီးဖို့ပြောချင်ပါတယ်အဲ့တော့ဒီမှာ energy လေးကပြောရမယ်ဆိုရင်တော့ခေါ့ပျော်ပျော်ရွှင်ရွှင်လေးနေပေးပါနော်ကိုအတွက်ကဘာပဲဖြစ်ဖြစ် ခုကိုကိုသာ move forward သွားနိုင်မှာဆိုရင်လုံးဝ follow one score တို့ပျော်ရွှင်ခြင်းနေเนาะဒီမှာဆိုရင်ဒါဒါဒါဘာပဲဖြစ်ဖြစ်ပျော်ရွှင်ရတဲ့နမိတ်လေးပဲကွာသိရမလားဒီမောကာခုံလေးရင်းနဲ့အဲအဲ့လိုမျိုးပေါ့เนาะ celebrate လုပ်ရတဲ့ကိုကိုကိုအတွက်ကိုအာယုံစိုက်လိုက်တဲ့အခါကို့မှာအာပေါ့နော်ကိုဖြစ်ချင်တာလေးတွေဖြစ်လာကိုဖြစ်ချင်တယ်ဆိုတာကို့အတွက်ကိုဖြစ်ချင်တာကိုပြောတာနော်အဲ့လိုမျိုးလေးတွေဖြစ်လာရတဲ့အခါအောင်မြင်မှုလေးတွေရလာတဲ့အခါကိုက celebrate လုပ်ရတယ်ပျော်ရွှင်ရတယ်ဂျင်းနဲ့ရတယ် အဲ့လိုမျိုးပေါ့နော် energy တွေကဘာပဲဖြစ်ဖြစ်ရောက်ရှိလာလိမ့်မယ်ဟုတ်ပြီလားအဲ့တော့ကိုယ်အနေနဲ့ကဘာလုပ်ဖို့လိုရလဲဆိုရင်တော့ခုနကပြောထားတဲ့ message တွေလိုမျိုးပဲကောင်းဆုံးခုလက်ရှိမှာ နေထိုင်ဖို့လိုရတယ်အဲ့တော့ဒါကပြောမယ်ဆိုတော့နောက်တစ်လကြာရင်မှအနေနဲ့ပြန် ပြီးတော့ကြည့်ပေးမယ်ကြည့်ပေးတဲ့အခါကျရင်ကိုဒီမိကုန်းလေးရပဲဘလို energy လေးပြောင်းသွားမလဲဘလိုမျိုး timing လေးတွေကို engine လေးတွေကကိုယ်တော့ message ပေးလာမလဲဆိုတာလေးကိုတစ်ချက်ပြန်ကြည့်ရအောင်နော်အဲ့တော့ ဝင်းဆော့ပြူရာအတိုင်းမဖြစ်ပါစေနဲ့ကို့အချင်းရောကို move forward လုပ်ပြီးတော့တေချာလေးအတုံးချပါကိုကိုကို focus ထားပြီးတော့အကောင်းဆုံးကို့အချင်းရောကိုတံမိုးထားပြီးတော့စ조사ဖြတ်တန်းပါနော်အဲ့တော့ခုပြောမှာကကတ်အုပ်စု3ပေါ့နော်အဲကအုပ်စု3လေးကအမလီ ာတဲ့က4 time နဲ့နော်4 time ဆိုတော့ဘာပဲဖြစ်ဖြစ် အချိန်တစ်ခုတော့ကျလာပြီလို့တော့ပြောလို့ရတယ်နော်อืมအဲ့တော့ဘလို့အချိန်လဲအဲ့ဒီအချိန်ကဘယ်အချိန်မှကျလာတယ်ဟောမေတဲ့ဟိုအိုးမေဆိုတော့အခုလာပဲကိုဖြစ်ချင်တဲ့အရာလေးကအခုလာတွင်းမှာပဲဖြစ်လာနိုင်တော့မယ်ဆိုတဲ့ပုံစံမျိုးလေးတွေကိုဒီမှာပြနေရနော်အော်အချိန်ကျရောက်လာပါပြီတဲ့အဲ့တော့ဒီကောက်ဆူ3လေးကတော့ ုဝင်လိုက်တဲ့မေးခွန်းလေးအတွက်ပါပဲဖြည်းဖြည်း congratulation ပေါ့เนาะအချိန်လေးတခုတော့ရောက်လာပြီဒီအချိန်ကလည်းဒီမေလအတွင်းမှာပဲဖြစ်လာဖို့ရှိပါတယ်တဲ့ပြောမယ်ဆိုရင်တော့ကိုတွေးနေတဲ့ຢာတွေကိုဖြစ်ချင်တဲ့ຢာတွေကမြ мян ဆန်ဆန်နဲ့ဖြစ်လာဖို့တောင်ရှိနေတယ်เนาะဒီမှာ8.1 energy ရလုံးဝကွက်တီပဲเนาะလုံးဝဒီမှာဟိုပြောမယ်ဆိုရင် action ကို action တချို့ຢာတွေဆိုရင်ကွာဥပမာအလောက်ကင်ပိုင်းနဲ့ပတ်သက်ပြီးတော့မေးထားတဲ့သူလေးတွေဆိုရင်လည်းကွာကို action ယူရင်ယူသလိုကိုမြ мян ဆန်ဆန်လုံးရင်လုံးသလို ကိုယ့်အတွက်ကမြန်မြန်ဆန်ဆန်ဖြစ်လာမယ်ဆိုတဲ့ energy တွေရှိနေရနော်အဲ့တော့ cloud suit 3လေးကတော့ဘာပဲဖြစ်ဖြစ်ကောင်းတယ်နော်ဒါဘာပဲဖြစ်ဖြစ်အဲကိုယ့်အတွက်ကတော့ဒါ ချိန်တခုတော့ကြာရောက်လို့လာပါပြီကိုဖြစ်ချင်တဲ့အရာတွေဖြစ်ဖို့အတွက်ပေါ့နော်ဒီမေလာထဲမှာ ဖြစ်လာတော့မယ်ဆိုတော့အဲဒီမေလာထဲမှာတော့စောင့်ကြည့်ပေါ့နော်စောင့်ကြည့်ရင်းထဲမှာတကယ်လို့ကိုဖြစ်ချင်တာလေးတွေဖြစ်လာရဲဆိုရင်လည်းကွန်မန့်လေးလာမှန်ပေးအောင်နော်ဒါကတော့ general reading ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒီဒီ course structure ကိုရွေးတဲ့သူလေးတွေကအားလုံးနဲ့ကိုက်ညီခြင်းမှလည်းကိုက်ညီနိုင်မယ်အဲဒါပေမဲ့ကိုက် ဒီနေ့လာတွင်မှာပေါ့နော်ခုနကပြောလို့ကန့်ညီသွားတဲ့သူတွေကတော့ဗာပဲဖြစ်ဖြစ်ပြောစရာပေါ့နော်အဲစသဖြင့်ပေါ့နော်အဲ့တော့ဒီအဖြေကိုတော့အရင်ကြီးတော့ serious မထားပါနဲ့အော်ဟိုဒီကောက်ဆိုရေးရေးထားပြီးတော့ဒီမေလာတွင်မှာလည်းဖြစ်မလာပါလားဆိုပြီးတော့လည်းအရင်ကြီးဟိုမဖြစ်နဲ့เนาะဒါ channel reading ပဲ personal reading လည်းမဟုတ်တဲ့ခါကြတော့လေ channel ပဲဖြစ်တဲ့အတွက်ကြောင့်အရင်ကြီး serious တော့မထားနဲ့ဒါပေမဲ့ကိုဖြစ်ချင်တဲ့အရာလေးကိုမေးတဲ့အရာလေးကဖြစ်လာမယ်ဆိုတော့ဗာရှိဖြစ်တာက ဟိုဝမ်းသာစရာတခုပဲဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ကိုယ်မှာစ조사နေတဲ့ຢာတွေရှိရဆိုရင်ဆက်ပြီးတော့조사ပြီးသွားပါเนาะအရှင်မြင်မြန်လုပ်ရင်မြင်မြန်ဘာပဲဖြစ်ဖြစ်ကိုယ့်အတွက်ကရောက်လာမယ်ပေါ့နော် result တခုကတော့မြင်မြန်ဆန်းဆန်းရောက်လာမယ်ဆိုတဲ့သဘောမျိုးကိုပြောချင်တာဖြစ်ပါတယ်เนาะအဲ့တော့ဒါအကအခု3လေးတွေဖြစ်ပါတယ်အဲ့တော့ဒါလေးကတော့ reading လေးပေါ့နော်ဒီအားလုံး၃ခု PY ခါကြတော့နောက်လာကြရင်တော့ ဒီလိုမျိုးလေးထပ်ပြီးတော့လုပ်ပေးဦးမယ်เนาะအဲ့ခါကျရင်ဘယ်လိုမျိုး result လေးပြောင်းသွားလဲဆိုတာပြန်ပြီးတော့ကြည့်ရှုအားပေးကြပါအောင်เนาะခုလိုမျိုးနားထောင်ပေးတဲ့တယောက်ချင်းစီတိုင်းအတွက်ကျေးဇူးများကြီးတင်ပါတယ် see you bye bye